မြတ်စွာဘုရားတော့ဒုက္ခនិရောဓဃာမိနေပရိပရာရိယသစ္စာဆင်းရဲချုပ်ရာကိုရောက်စေတတ်တဲ့အကျင့်လန်းစဉ်အဲ့ဒါကိုရှင်းသူတော်ဘာကြီးတွေကအတူချုပ်ကလေးမှတ်ရလွယ်အောင်မဂ္ဂသစ္စာလို့နာမည်လေးတတ်တယ်မဂ္ဂဆိုတဲ့ပါဠိစကားကတိုက်ရိုက်အတိပဲလန်းလို့အတိပဲရတယ်အဲ့ဒီလန်းက တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယမတမ္မာတတိတမ္မာတမ္မာဒိဆိုပြီးတော့အင်္ဂါရက်၈ပါးနဲ့ဖွဲ့စည်းထားတဲ့လမ်းနိဗ္ဗာန်ဆိုတဲ့အငိမ့်တက်စီကိုဆက်ရောက်သွားစေတဲ့လမ်းအဲ့ဒီလမ်းမှာအင်္ဂါ၈ပါးပါတယ်ဘယ်အင်္ဂါခေါင်းဆောင်တော့ဆိုတော့တမ္မာဒိဋ္ဌိခေါင်းဆောင် ။နော်တမာဒိဋ္ဌိဆိုတာဘာပြောတာလဲ။အမှန်ကန်သိမြင်တာ။လူရင်းပြောရရင်ဒီဘဝရဲ့ဖြစ်စဉ်တွေဟာအမြဲတမ်းပြောင်းလဲနေတယ်။အဲ့ဒီအနေဆသဘောကိုသိတာတမာဒိဋ္ဌိ။အစင်မြင်ဆုံးတမာဒိဋ္ဌိကတော့ဘဝရဲ့ဆင်းရဲတယ်ဆိုတဲ့အမှန်တရားကိုသိတယ်။လောဘရဲ့ဒုက္ခကိုဖြစ်စေတဲ့အကြောင်းတရားဖြစ်တယ်ဆိုတဲ့အမှန်တရားကိုသိတယ် လောဘငြိမ်းရာသည်ဒုက္ခငြိမ်းရာပဲလို့တတိယမြောက်အမှန်တရားကိုသိတယ်။မဲခင်၈ပါးသည်ဒုက္ခငြိမ်းရာသို့ဆက်ရောက်စေတဲ့လမ်းပဲလို့မဲခင်၈ပါးရဲ့စွန့်ဤတတိကိုပြန်ပြီးတော့သိတယ်။အဲ့ဒါတမ္မာဒိဋ္ဌိ။ဒါပေမဲ့ဒါကအထွတ်အထိပ်တမ္မာဒိဋ္ဌိရဲ့အတိတ်ပဲပေါ့နော်။အဲ့လိုသစ္စာလေးပါးကိုတည်တဲ့တမာဒိဋ္ဌိဖြစ်ဖို့ဆိုလို့ရှိရင်သူ့အရင်ရှေးဖို့မှာ ဒီဘဝရဲ့ယုံ nant ရဲ့ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့အမြဲတမ်းပျောက်ွယ်လိုက်နေမှုအနိစ္စကိုမြင်ရအောင်မယ်။အဲ့ဒါကိုမြင်မှတစ္ဆာလေးပါးကိုမြင်။ပြောင်းလဲနေတဲ့အနိစ္စသဘောကို မြင်ခြင်းသည်တစ္ဆာလေးပါးကိုမြင်စေတတ်တဲ့အကြောင်းတရားဟုတ်လား။ဒါကြောင့်ပြောင်းလဲနေတဲ့သဘာဝကိုမြင်တာကိုလည်းမြတ်စွာဘုရားသမာဓိဋ္ဌိလို့နာမည်ပေးတယ် နော်ကံကံရဲ့အကျိုးကိုသိတာမြင်တာလဲတမာဒိဋ္ဌိသူကတော့အခြေခံအကြဆုံးတမာဒိဋ္ဌိအဲ့ဒီတမာဒိဋ္ဌိကတော့ဘုရားမပွင့်တဲ့သာသနာ့ဘခါကာလမှာလဲရနိုင်သာသနာတွင်မှသာရနိုင်တဲ့တမာဒိဋ္ဌိကအခုကျုပ်တို့ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေအမြဲတမ်းပြီးဆုံးပျောက်ွယ်လိုက်နေမှုကိုသိမြင်တဲ့တမာဒိဋ္ဌိဟုတ်လားအဲ့ဒီတမာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ရှင်၈ပါးကိုမြတ်စွာဘုရားရဲ့အလိုတော်ရ ဘုဖုံတော်ကလမ်းလို့နားလည်ထားတယ်။အဲ့ဒီလမ်းကဘယ်ကိုရောက်စေတတ်တဲ့လမ်းတော့နော်ဒုက္ခနိရောဓစီကိုရောက်စေတယ်။နိဗ္ဗာန်ဆိုတဲ့အတုံးလုံးတာလာလေးထားလိုက်။ဓမ္မစကြာထဲမှာမြတ်စွာဘုရားဘလိုလေးတုံးတော့ဒုက္ခနိရောဓဂာမိနိပရိပဒာဒုက္ခချုပ်ငြိမ်းရာစီကိုရောက်သွားစေတတ်တဲ့အကျင့်ဟုတ်လားအဲ့တော့မဂ်ရှင်ပါလန်းဟာ ဘယ်ကိုဆ ਾਇ ရောက်စေတဲ့လမ်းလဲဆိုတော့ဒုက္ခငြိမ်းရာတွေကိုဆ ਾਇ ရောက်စေတဲ့လမ်း